အားလုံးပဲမင်္ဂလာပါမာရှယ်အကယ်ဒမီ channel နဲ့ပရိသတ်အားလုံးကြိုဆိုပါရခင်ဗျာကျွန်တော်တို့မာရှယ်အကယ်ဒမီ channel အားဆိုရင် MMA လောကရဲ့နောက်ဆုံးအထင်းလေး1 championship UFC စရှိတဲ့ထရင်းလေးနဲ့မြန်မာကိုစားပြု fighter တွေရဲ့ထူးခြားတဲ့အကြောင်းအရာကိုနေ့စဉ်ပုံမှန်တင်ဆက်ပေးနေတဲ့ channel တစ်ခုပါဒါကြောင့်မလို့မာရှယ်လောကကိုကြိုက်မြတ်တဲ့ညီကိုရီနေနဲ့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့မြတ်တိုင်ခံကြပါခင်ဗျာဟုတ်ကဲ့ပါခင်ဗျာကျွန်တော်ဒီနေ့ပြောချင်တာကတော့ မနေ့ကထိုးသက်သွားတဲ့သွေးလင်းထက်ရဲ့ပွဲအကြောင်းကိုပွဲပြီးသုံးသက်ချက်အနေနဲ့ကျွန်တော်ကပြည်သက်တွေစီဝင်မြချင်တာပါမနေ့ကညကဆိုရင် 1championship က155126ပြိုင်ပွဲကိုလွန်ပနီခွဲထဲမှာကျင်းပသွားတယ်အဲ့ဒီပွဲမှာဆိုရင် ကျွန်တော်ရဲ့ fighter တွေသွေးလင်းထက်က international main event ညကနေထိုးသက်ခဲ့တယ်သူနဲ့ထိုးခဲ့တဲ့ fighter ကထိုင်းရဲ့ Ganwen fighter မွေထိုင်းရဲ့ပြားယုတ် fighter 1championship ကဘာတုံးပိုင်ရှင်ဟောင်းဆမ်မီဖြစ်တယ် ဆိုင်မင်နဲ့သွေးလင်းထက်တို့ရဲ့ပွဲကအင်တာနက်ရှင်နယ်မိန်းအီဗန့်နေရာမှာထိုးတယ်။ဒီပွဲကသွေးလင်းထက်တို့ဒေါ်လာ3000နဲ့စာကြေးရဖို့အလားလာရှိတဲ့ပွဲအခွင့်အရေးများတဲ့ပွဲလို့ကျွန်တော်တို့ကသတ်မှတ်ခဲ့တယ်။သွေးလင်းထက်ကဒီပွဲမှာသာနိုင်ရင်ဒေါ်လာ3000နဲ့စာကြေးရဖို့ဝမ်းချက်မဲရှစ်ကပေးဖို့အခွင့်အလမ်းတွေတော်တော်များတယ်။ဒါပြိဿအလုံးနဲ့သိမှာပါ။ပွဲထိုးတဲ့အချိန်မှာတော့သွေးလင်းထက်ကပထမအချိန်မှာဆန်မေကို အကွာဝေးတစ်ခုကနေထိမိကစားတယ်ဆမ်မီကလည်းသွင်းလင်းထက်ရဲ့ပတ်တောင်နေထိမှကြောက်တဲ့ကြောင့်မလို့အကွာဝေးတစ်ခုကနေပဲထိမိကစားတယ်ဒါပေမဲ့ပထမအချိန်မှာဆမ်မီရဲ့ကန်ချက်တွေလက်သီးထိုးချက်တွေကိုသွင်းလင်းထက်ကမိသေးတယ်ပထမအချိန်ကိုလည်းခြုံမိတတ်မရရင်သူတို့ time fighter ကိုပဲ promotion ဘက်ကအသာပေးဖို့များတယ်ဗျာပထမအချိန်မှာလည်းဆမ်မီတာတယ်လို့ပြောလို့ရတယ်ဒုတိယအချိန်ရောက်မှာတော့သွင်းလင်းထက်ကနည်းနည်းလေးပြိုင်ဘက်ကိုဖိအားပေးပြီးထိုးခြင်းနဲ့ပွဲဖြတ်ဖို့စူးစမ်းခြင်းနဲ့ဒါကြောင့်မလို့ သူ့အနေနဲ့ပိုင်တဲ့အကွက်တွေရအောင်သွင်းလင်းထက်ကထုတ်သုံးတယ်ဗျာလက်ပြီးထိုးချက်တွေဆိုလဲထီထီမိမိဖြစ်တဲ့အချိန်မှာထုတ်သုံးတယ်ပြီးတော့ဒုတိယအချိန်မှာသွင်းလင်းထက်ကသူ့ရဲ့ပတ်တံတောင်ကိုတုံးချလိုက်တယ်အဲ့ဒီအချိန်မှာဘိုးတော်ကမှောက်သွားတယ်မှောက်သွားပြီးအမှတ်စဉ်ကြီးခံရတယ်ဒါပေမဲ့ဘိုးတော်ရဲ့မာကွန်ကလည်းကျွတ်စင်တော့ပြန်ထနိုင်နေအေးစစ်စစ်ပဲပြန်ထပြီးတော့မှသွေးလင်းထက်ကိုတောက်လျှောက်ပရက်ရှာပေးပြီးထိုးတာဗျသွေးလင်းထက်အနေနဲ့ဒုတိယအချီပြီးကန်ဒီမှာဆိုတော်တော်လေးတော့မှရုံးကန်လိုက်ရတယ် အချိန်ပြည့်သွားလို့သာနောက်မဆိုရင်နော်ဒေါင်းကြတာတွေပဲတော့ဖြစ်သွားနိုင်တယ်ဒါပေမဲ့ကျွန်တော်တို့ကနော်ဒေါင်းတစ်ချိန်ရလိုက်ပြီဒါကြောင့်မလို့ကျွန်တော်တို့ဖိုင်တာကတာနေပြီဆိုရင်ကျွန်တော်တို့ကမှတ်ခဲ့ကြတယ်ချင်းချင်းပြောရင်ဗျာနော်ဒေါင်းတစ်ချိန်ကြထားပြီဖြစ်တဲ့ကြောင့်မလို့တတိယအချိန်မှာတော့သွေးနှင်းတက်ကထိမ့်ပြီးကစားနိုင်ရင်ဒီဘွဲကသွေးနှင်းထက်နိုင်ပြီအမှန်နဲ့နိုင်ပြီအဲ့လိုပဲကျွန်တော်တို့ကခံမှန်းခဲ့တာဒါပေမဲ့တတိယအချိန်ရောက်မှသွေးနှင်းထက်ကဆံမရဲကောင်တာမိပြီတစ်ချိန်နော်ဒေါင်းကြသွားတယ်အဲ့ဒီနော်ဒေါင်းကပဲ ွဲကိုအလှည့်ပြောင်းဖြစ်သွားစေတယ်လို့ပြောလို့ရတယ်။အကဲရွေးများသာ no down မကြအောင်ဆိုရင်ဒီပွဲမှာသွေးလင်းထက်ကနိုင်မှုရာခိုင်နှုန်းတော်တော်လေးများနေပြီ။80 30လောက်ထိကိုမှန်းလို့ရနေပြီဗျာ။ဒါပေမဲ့သွေးလင်းထက်က no down ကျသွားတယ်။ပြီးတော့တောက်လျှောက်တတိယအချိန်မှာလဲဆိုင်မီကပဲဖိအားပေးပြီးကစားနိုင်တယ်။ဒါကြောင့်မလို့သွေးလင်းထက်ကအနိုင်ရလက်နဲ့ဝေးကွာခဲ့ရတယ်။ပွဲပြီးလို့တိုင်းဆုံးပြတ်ခံယူတဲ့အချိန်မှာလဲတိုင်း3ရောက်လုံးကယူနေတဲ့ decision နဲ့ time fighter ဆမ်မီကိုအနိုင်ပေးလိုက်တယ်ဗောဗျာ။ ီ NIR လက်ကတော့တကယ်ဖြစ်တင်ပါတယ်ဆမ်မီကတကယ်ကိုသွေးနှင်းထက်တဲ့တပါအဖြစ်၎င်းပညာအဖြစ်၎င်းတော်တော်လေးကိုတာခဲ့တယ်ဒီလိုမျိုးကျွန်တော်တို့ကမှတ်ယူလို့ရတယ်သွေးနှင်းထက်နဲ့ဒီအနေနဲ့ဒီပွဲမှာဘာတွေမှားခဲ့လဲဆိုတော့သွေးနှင်းထက်အနေနဲ့အမှားတွေထူး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 မလုပ်ခဲ့ပါဘူးဗျသွေးနှင်းထက်ကတက်လုံအဖြစ်တော့တော်တော်လေးကိုနိုင်နေတာမျိုးကျွန်တော်တို့ကတွေ့ရတယ်ဒါပေမဲ့သွေးနှင်းထက်ကဒီပွဲမှာအကောင်းဆုံးတုံ့ပြန်ခဲ့တယ်ဗျဒါပေမဲ့သူထိုးရတဲ့ဖိုင်တာက အရင် fighter တွေလိုမဟုတ်ဘူးဗျပေါ့ပေါ့တေးတေး fighter လည်းမဟုတ်ဘူး champion ခပပေါင်းများစွာကိုတိမ့်ပိုက်တာတဲ့ fighter အတွေ့အကြုံအဖြစ်နင်းနင်းနုံနုံမဟုတ်တဲ့ fighter ဗျာသွေးနှင်းထက်မမွေးခင်တည်းကမွေးထိုင်းပွဲထိုးနေတဲ့ fighter ကိုသွေးနှင်းထက်ကအရှင်ပြနိုင်ရင်တော့မရှိခဲ့ဘူးဒါကြောင့်မလို့သွင်းနှင်းတက်ကရှုံးနေလို့ကျွန်တော်ကတော့ထင်နေနောက်တစ်ချက်ကသွင်းနှင်းတက်ကတက်လုံနေနည်းနည်းကြနေတာကျွန်တော်တို့ကခံစားရတယ်ဗျဘယ်လိုမျိုးလဲဆိုတော့သွင်းနှင်းတက်ကအရင်ပွဲတွေမှာဆိုဒီလိုပုံစံမျိုးမဟုတ်ဘူးဗျအဲ့လိုကြာသွားပြီးတော့ရှော့ဖျားပေးထိုးတယ် ဒီပွဲမှာမထိုးနိုင်ဘူး။ဘာကြောင့်လဲဆိုတော့ဆန်မရဲ့လက်သီးထိုးချက်တွေထိထားတာကြောင့်လည်းဖြစ်နိုင်တယ်။နောက်တစ်ချက်စဉ်းစားစရာရှိတာကပွဲနီးလို့လား။အဲ့ဒါလည်းစဉ်းစားဖို့ကောင်းတယ်ဗျ။အရင်ပွဲမှာသွေးလင်းထက်ကချော်ပရီချာနဲ့ပွဲမှာတော့ဘာမှမဖြစ်ခဲ့ပေမဲ့ပွဲနီးလို့များသွေးလင်းထက်ကဒီလိုမျိုးစွမ်းဆောင်ရင်ကောင်းနေမရတာလားပွဲပန်းနေတာလားဒါကိုလည်းကျွန်တော်တို့ကတစ်ချက်စဉ်းစားရမယ်ဗျ။ဘာမဖြစ်ဖြစ်ပါဒီပွဲမှာလည်းကျွန်တော်တို့ဖိုင်တာလေးကသူ့ရဲ့အကောင်းဆုံး signature ဖြစ်တဲ့ပတ်တရာအောင်ထုတ်သုံးနိုင်ခဲ့တယ်။ ဝမ်းသာတဲ့ဂုံယူတဲ့တခဲကိုချိန်တ်ပါတယ်။ဘာပဲဖြစ်ဖြစ်သွေးလင်းထက်ကဒီပွဲမှာလည်းအကောင်းဆုံးစွမ်းဆောင်ရည်တွေချပြနိုင်ခဲ့တယ်လို့ကျွန်တော်ကတော့မြင်နေ။တိုင်ဘက်ကဗျာလုံးဝမွေထိုင်းမှာတခဲကိုဆရာကြီးတကက်အကောင်ကြီးအဲ့ဒီဖိုင်တာကိုတော့တစ်ချိန်တော်တော်ကြောင်းပတ်တောင်နဲ့ဖြူပြနိုင်ခဲ့တဲ့ဖြစ်တဲ့ကြောင့်မလို့တခဲကိုဝမ်းသာတဲ့ချိန်တ်တယ်။သွေးလင်းထက်ကအခုမှအသက်ကလည်းငငယ်လေးရှိသေးတယ်ဒါကြောင့်မလို့ထပ်ပြီးစူးစမ်းမယ်ဆိုရင်ဒီလိုမျိုးအခွင့်အလမ်းတွေကနောက်တစ်ချိန်ပြန်ရလာဖို့ကအနေထားတစ်ခုမှရှိနေတယ်။ promotion ဘက်ကလည်းဒါတွေကိုကောင်းကောင်းသိတယ်သွေးလင်းထက်ကိုပြန်ကြိုးစားဖို့အခွင့်အရေးတွေပေးမှာပဲသွေးလင်းထက်ကိုယ်တိုင်ကလည်းသူ့အနေနဲ့နောက်ပွဲမှာအကောင်းဆုံးပြန်ပြီးကြိုးစားမယ်အကောင်းဆုံးပြန်လာမယ်ဆိုပြီးတော့မှ social media ကနေဆိုင်မရာကနေ post တင်ထားတယ်ဘာပဲဖြစ်ဖြစ်ဗျာကျွန်တော်တို့နေဒီအချိန်မှာသွေးလင်းထက်ကိုအပိစကားပဲပြောရမယ်။ဘာကြောင့်လဲဆိုတော့သွေးနှင်းထက်လုတ်ပြထားတာကအများကြီးပဲဗျာ။ဝမ်ချမ်ပီယံရှစ်မှာ time fighter တွေကိုတောက်လျှောက်ဖြိုးပြတာလေ။အခုတွေ့တဲ့ fighter ကတော့သူ့အနေနဲ့သဘာအဖြစ်၎င်းပညာအဖြစ်၎င်းဘယ်လိုမှရှင်နိုင်နေမရှိဘူး။ အဲ့ဒီလို fighter ကိုတော့မှ no down ကြောင်ထိုးပြနေတယ်အဲ့ဒီ no down ကြတာလည်းလက်ပြီးနဲ့မဟုတ်ဗျသူရဲ့ signature ပတ်တောင်နဲ့တကယ်ကိုအားသင့်စရာကောင်းတယ်ကျွန်တော်ဆိုအဲ့ဒီအချိန်မှာဒုတိယအချိန်မှာပတ်တောင်ကျွေးလိုက်တုံးသွားဆိုရင်ပွဲကပြက်ပြီထင်တာတွင်းနေတာပုံမှန်ဆိုရင်ဗျအဲ့လိုမျိုး no down ကြပြီးပြီဆိုရင်တောက်လျှောက်ဖိပြီးလိုက်ထိုးတာဗျဒါပေမဲ့ဒီပွဲမှာကျတော့တွင်းထက်ကအဲ့လိုမျိုးလိုက်မထိုးနိုင်ဘူးကျွန်တော်တင်ပြောရရင်တော့ဒါအရှိအဆိုင်မထိုးရတဲ့လက်ပြီးထိုးချက်တွေ body shot တွေကြောင့်သွေးလင်းထက်ကတက်လုံကျသွားတယ် နောက်တစ်ချက်ကပွဲနီးတာကြောင့်လာဒါတွေကလည်းစဉ်းစားကြကောင်းတယ်ဗျာကျွန်တော်ကတော့ဒီလိုပဲမြင်နေပြိသက်တွေကဘယ်လိုထင်လဲတော့မသိဘူးကျွန်တော်ကတော့သွေးလင်းထက်အနေနဲ့ဆမ်မီရဲ့လက်သီးထိုးချက်တွေ body shot တွေကြောင့်ဒီပွဲမှာနည်းနည်းလေးအထိနာပြီးတော့ပြိုင်ဘက်ကိုပွဲမဖြတ်နိုင်ဘူးလို့ကျွန်တော်ကတော့မြင်နေဆမ်မီကတော့တကယ်ကိုကောင်းပါတယ်ဒီပွဲမှာလည်းအသက်42နှစ်ရှိပြီဆိုပေမဲ့မထင်မှတ်ထားတဲ့စွမ်းဆောင်ရည်ချပြသွားတယ်ကျင်းနေတာအသုံးသတ်ရမယ်ဆိုတော့မှဗျာသွေးလင်းထက်ကအထက်ကြီးဆမ်မီကအောက်ကြီး အောက်ခြေကစားသွားတဲ့ပွဲပေါ့ဘာပဲဖြစ်ဖြစ်တကယ်ကောင်းပါရဲ့ဆွမ်းဆောင်ရင်တော်တော်ကြီးကိုကောင်းကောင်းချပြနိုင်တဲ့ဆမ်မီကအသက်42နှစ်ရှိပြီဆိုပေမဲ့အများကြီးကြံသေးတဲ့ fighter လို့ကျွန်တော်တို့ကပြောလို့ရတယ်ကျွန်တော်တို့ fighter လေးကလည်းဘာပဲဖြစ်ဖြစ်အားမလျှော့ပဲနဲ့စကြိုးစားပါအခွင့်အလမ်းတွေအများကြီးရှိပါတယ်တွင်းလင်းထက်အနေနဲ့နောက်ပွဲတွေမှာလည်းနိုင်မှာပါစကြိုးစားပါ အများကြီးကြံပါသေးတယ်ဒီဟာကတော့ဒီပွဲမှာတော့ကျွန်တော်တို့က ရှင်းပြောရင်ဗျာဒီပွဲကသွေးလင်းထက်အတွက်အတွေ့အကြုံတွေအများကြီးရလိုက်တဲ့ပွဲသင်္ကန်းစာတွေအများကြီးရလိုက်တဲ့ပွဲဗျာမွေထိုင်းရဲ့ဂန်ဒဝမ်ဖိုင်တာပြယုတ်ဖိုင်တာတယောက်နဲ့ထိုးလိုက်ရတဲ့အတွက်ကြောင့်သွေးလင်းထက်မှာရှုံးမိမယ်နင်းနာတာဘာမှမရှိဘူးဘာကြောင့်လဲဆိုတော့အတွေ့အကြုံတွေအများကြီးရလိုက်တဲ့သင်ယူစရာတွေအများကြီးရလိုက်တဲ့ဒါတွေကိုသင်္ကန်းစာယူပြီးနောက်ပွဲမှာသွေးလင်းထက်ကပြန်လာနိုင်မယ်ဆိုရင်တကယ်ကိုအခွင့်အလမ်းကောင်းကြီးရမယ်လို့ကျွန်တော်ကတော့မြင်တယ်ဒါတော့ကျွန်တော်ရဲ့ထင်မြင်မှုစချက်ပါဒါပဲဖြစ်ဖြစ်အမ်ရှော့ပါနဲ့စချိုးစားပါ သွေးလင်းထက်အနေနဲ့အကောင်းဆုံးနိုင်ပွဲတွေပြင်ရမယ်လို့ကျွန်တော်ကတော့မြင်ပါတယ်။ဟုတ်ကဲ့ပါခင်ဗျာဒီနေ့ပြောချင်တာကတော့သွေးလင်းထက်နဲ့ဆန်မေတို့ရဲ့ပွဲကိုကျွန်တော်ကပွဲပြီးသုံးသက်ချက်လေးပြုလုပ်ပေးခဲ့တာပါ။သွေးလင်းထက်အနေနဲ့အကောင်းဆုံးပြန်လာနိုင်မယ်လို့ကျွန်တော်ကတော့ရှုံးဟုတ်ကဲ့ပါခင်ဗျာဒီနေ့ပြောပြချင်တာကတော့ဒါပါပဲ။ သွေးလင်းထက်နဲ့ဆိုင်မီတို့ရဲ့ပွဲပြီးသုံးသက်ချက်လေးကိုပရိသတ်တတိယဝေးမြပေးတာပါ။နောက်ရက်ဒီမှာလဲကျွန်တော်ရဲ့ Marsh Academy Channel နဲ့အခုလို MMA နဲ့ပတ်သက်တဲ့သတင်းတွေ One Championship UFC ဆက်ရှိတဲ့သတင်းတွေနဲ့မြန်မာကိုယ်စားပြု Fighter တွေထူးခြားတဲ့အကြောင်းတွေကိုနေ့စဉ်ပုံမှန်တင်ဆက်ပေးနေမှာပါ။ဒါကြောင့်မလို့ Marsh Log ကို Channel တက်တဲ့ပရိသတ်တွေနေနဲ့တော့ကျွန်တော်ရဲ့ Channel လေးကို Like and Subscribe လုပ်ထားဖို့မြတ်တိုက်ခင်ပါခင်ဗျာ။ပရိသတ်အလုံးထူးဝဲကျေးဇူးတင်ရှိပါခင်ဗျာ။